အသက်88နှစ်ရှိပြီမဲ့လည်းကုန်ထမ်းပြီးဘဝကြောင်းနေရတဲ့ဦးတင်ဝင်းရန်ကုန်စင်လီနျူးပြည်သက်များအလုံးပဲမင်္ဂလာပါရှင်ပြည်သက်များရှင်လက်ရှိအချိန်မှာမြန်မာနိုင်ငံမှာဆိုရင်တဘာဝဘီဒုက္ခရီရောစေဘီဒုက္ခရီရောခံနေရတာကြောင့်လူတော်တော်များများကဒုက္ခရောက်နေရတာဖြစ်ပါတယ်ဘဝဘဝတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်းပင်ပန်းဆင်းရဲခက်ခဲစွာရှင်သန်နေရတဲ့သူတွေကများပြားလွန်လာတာပါငလင်တန်ကြောင့်ဆိုရင်လည်းတကယ်ကိုကြီးကြီးတက်ချမ်းသာပါတယ်ဆိုတဲ့သူတွေတောင်ဘဝတချို့ပြောင်းလဲသွားပြီးအကျွေးသိန်းထောင်ပေါင်းများစွာ တင်ရတဲ့အနေအထားတိရောက်ရှိကုန်တာဖြစ်ပါတယ်။ ဒါကြောင့်မလို့လက်ရှိအချိန်မှာအလုံးအလုံးကိုစီကကိုရဲဘဝကိုကိုရှင်တန်ရက်တီရတာအရန်ကိုပင်ပန်းနေတာပဲဖြစ်ပါတယ်။ဒီလိုပင်ပန်းနေရတဲ့အထင်မှာမှရန်ကုန်မြို့မှာရှိတဲ့အသက်88နှစ်အရွယ်ရှိတဲ့အဘဦးတင်ဝင်းကလည်းတယောက်အပါဝင်ဖြစ်ပါတယ်။အဘဦးတင်ဝင်းကတော့လက်ရှိမှာအသက်88နှစ်ရှိနေတာဖြစ်ပေမဲ့လည်းဝန်းစာရေးအတွက်ကုန်ထမ်းပြီးတော့အသက်မွေးဝမ်းကြောင်းပြုနေရတာဖြစ်ပါတယ်။မိသားစုတဦးတယောက်မှလည်းမရှိပဲဇနီးဖြစ်သူကလည်းလွန်ခဲ့တဲ့3နှစ်ကျော်ကဆုံးမသွားတာဖြစ်တာကြောင့်တကူရီတကာရဘဝကိုရက်တီနေရတာဖြစ်ပါ ါတယ်။သူ့အနေနဲ့တခြားလို့လုပ်ဖို့ဆိုတာကလည်းအသက်အရွယ်ကြီးရင်နေပြီဖြစ်တာကြောင့်အဆင်မပြေတော့ပဲကုန်ထမ်းနဲ့အလုပ်ကိုပဲလုပ်ရပါတယ်။ကုန်ထမ်းနဲ့အခါမှလည်း200 500 1000ဆက်သဖြင့်သာရရှိတာဖြစ်ပြီးတနည်းလုံးနေမှာတစ်ခါတလေ9000တစ်ခါတလေ4000တစ်ခါတလေဆိုရင်2000လောက်ပဲရတဲ့အချက်တွေလည်းရှိရဲ့လို့ပြောပါတယ်။သူကတော့အခုလိုမျိုးကုန်ထမ်းပေါ်အတွက်ရှန်ကုန်တိုင်းဒေသကြီးတင်းငုံမျိုးနယ်မှာရှိရဲ့ဈေးမှာကုန်ထမ်းနေတာဖြစ်တယ်လို့လည်းပြောပြထားခဲ့ပါတယ်။ကုန်ထမ်းပေါ်အတွက်မနက်6နာရီလောက်စောစောဈေးကိုသွားတယ်အလုပ်တွေကိုလုပ်တယ်စူးစမ်းပြီးတော့လုပ် ုပ်ပေမဲ့တစ်ခါတလေကြလဲအရန်ကိုပင်ပန်းလွန်လာပါတယ်တချို့ကလည်းကိုကိုအသက်ကြီးရဆိုတော့မခိုင်းကျင်ကြတဲ့သူတွေရှိတယ်လို့တချို့ကလည်းကိုကိုတနာလို့တမင်တကာရွှေခိုင်းတဲ့သူတွေလည်းရှိပါတယ်တစ်ခါတလေကြလို့ရှိရင်လည်းမုတ်ပိုးတွေပူပေးသွားတာရှိတဲ့ရက်မျိုးလေးရခဲ့ပါတယ်လို့ပြောပြလာခဲ့ပါတယ်တချို့ကြတော့လေဒီလိုအသက်ကြီးကြီးနဲ့ကုံထန်းနေရတာဘာမှကိုချင်းမစာမနာအကျွေးခိုင်းတဲ့သူတွေလည်းရှိတယ်လို့ပြောပါတယ်တစ်ခါတလေကြရင်လည်းဒီလိုကုံထန်းရတဲ့အလုပ်ကိုယ်တော်မှတချို့တွေကအကျွေးခိုင်းနေ၄-၅ရက်နေလို့သွားတောင်းတယ်ဒါပေမဲ့မရရင်လည်းမတောင်းတော့ဘူးလို့ ို့ပြောပြလာခဲ့ပါတယ်။ နောက်တစ်ခါမခိုင်းပါဆိုလို့အတူမတောင်းမဲနဲ့ဆက်လုပ်ပြီးနေရတယ်မဟုတ်ရင်ကို့မှာကစားစရာမရှိဘူးလေတခါလေကြရင်လည်းတီသွားတယ်မိမကိုပြောမိတယ်တီသွားတော့ကလေးကငါ့ကိုတခါလေခေါ်သွားပါလားလို့ပြောမိပါတယ်တီသွားတဲ့လူထက်နေရတဲ့သူကဒုက္ခပိုရောက်တယ်ဆိုပြီးဝမ်းနည်းကြီးစွာပြောပြလာခဲ့တာပဲဖြစ်ပါတယ်ဇနီးဆုံးသွားပြီးကလေးကသူ့အနေနဲ့ကုံထန်းနဲ့တခါတလေကြလို့ရှိရင်လည်းပလုံကောက်ပါတယ်အလုတ်ကိုမနာနဲ့လုံနေရတယ်ဆိုတာပခုံးပေါ်မှာဒုက္ခအိုးကြီးထန်းထားခဲ့ရတာကိုဒီဒုက္ခဒုတ်ကြီးကချလို့မရတာဆိုပြီးတော့ပြောပြလာခဲ့တာ ာပဲဖြစ်ပါတယ်။ဦးတင်ဝင်းအနေနဲ့လက်ရှိမှာအိမ်ကားနဲ့နေနေတာဖြစ်ပြီးကုံထမ်းမီပြန်လာတဲ့အခါမှာလဲနဲ့ပလုံတွေကောက်လာတယ်။လောက်ကုံကန်နီးဆိုလို့ရှိရင်တော့အဲ့ဒီကောက်ထားတဲ့ပစ္စည်းတွေကိုရောင်းလိုက်တဲ့အိမ်လာကပေးဖို့အတွက်ပေါ့တခါတလေလည်းမလောင်လို့စုထားတဲ့တွေကစိုက်ရတယ်လို့ပြောပါတယ်။သူ့အနေနဲ့တနေ့လုံးတနေ့စားဖြစ်ပြီးအလွန်ဆုံးရရှိမှ9000ဖြစ်ပြီးတခါလေမှလည်း3000 4000နဲ့ကျဉ်းနှက်ခဲ့ရတဲ့နေ့တွေရှိရလို့လည်းပြောပြလာခဲ့ပါတယ်။ဦးတင်ဝင်းကရှားတဲ့ပတ်စံလေးတွေကိုချိုးချံချွေတာပြီးသူနဲ့အတူအောင်လေးတွေအတူတကွာစားတောက်ကြောင်းကိုလည်း ်ပြောပြလာခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်ကြီးအနေနဲ့ရောအသက်88နှစ်ရှိပြီမဲ့ကုန်ထမ်းပြီးအသက်ရှင်နေရတဲ့ဦးတင်ဝင်းကိုဘယ်လိုတွေမှတ်ချက်ပြုကြလဲဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တရားချင်းစီတိုင်းကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။